ထောင်ထဲခြေသည့်မန်ယူသင်းပရိသတ်များသည့်မလ9ရက်နေ့ကအာဆင်နယ်အသင်း၏ကစားတဲ့ပရီးမီးယားလိပွဲမတိုင်မီအသင်းပိုင်ရှင်များကိုစုဝေးဆန္ဒပြခဲ့ကြောင်းသိရပါဗျ။အောင်ကနန်းရှိတဲ့ပရိသတ်များသည့်တမိုင်နီမအကွာအဝေးမှာအိုထရဖို့ကွင်းသို့စုဝေးချီတက်၍ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ပရိသတ်များသည့်မိကြီးများထွန်းကြီး၍ပူရဲဥက္ကဋ္ဌဖြစ်သူဂျိုရက်ကလေးစာနှင့်ပူရဲရှယ်ယာရှင်ဖြစ်သူဗီတင်ဘီလီယံနာစာဂျင်ရက်ကလစ်တို့ကိုရည်ရွယ်ဆဲဆိုထားတဲ့ တချင်းများတည်ဆိုခဲ့သလိုငါတို့ကလပ်ကိုပြန်လို့ခြင်းနဲ့ကိုးခံထားရတဲ့ပေါင်1ဘီလီယံယူနိုက်တက်အတွက်တိုက်ပွဲဝင်မှာကလေးစားကိုတိုက်ခတ်ပါလို့ရေးသားထားတဲ့စာရမ်းများအလက်များကိုကင်ဆောင်ခဲ့ကြပါတယ်ပြည်သက်များသည့်2005ခုနှစ်ကတည်းကစတင်ဝယ်ယူခဲ့ပြီးတွေးမီပေါင်1ဘီလီယံအထိတင်ရှိနေခြင်းအတွက်ကလေးစားမိသားစုကိုရောသားထွက်နေတဲ့အပြင်ဝန်ထမ်းများလျှော့ချသလိုယာတီအလေကာလတွင်လက်မှတ်စိမ်းတို့တိုးမြှင့်လိုက်တဲ့စာဂျင်ရက်ကလေးဆုံးဖြတ်ချက်ကိုလည်းမကျေမနပ်ဖြစ်နေကြောင်းသိရပါတယ်။အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်၍အာဆင်နယ်အသင်းနှင့်ပွဲပြီးတွင်မန်ယူအသင်းနှင့်ပြအာမိုရင်က ူရစီမှာဆန္ဒပြခွင့်ရှိပါတယ်အဲ့လိုလုပ်ရတာလည်းကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါကကျွန်တော်တို့ကလပ်ရဲ့အဖွဲ့အစည်းတစ်ခုပါလူတိုင်းမှာအတန်ကိုစီရှိကြပါတယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်